ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ဆွစ်ဇာလန်တောင်တန်းတွေထဲကအလှပဆုံးနေရာတစ်ခုဖြစ်တဲ့ဇာမတ်ထောင်ပေါ်မြို့လေးကိုလေ့လာကြည့်သွားမှာပါဇာမတ်မြို့ကမတ်တာဟွန်လို့ခေါ်တဲ့အထင်ကြီးအတောင်ကြီးကြောင့်လူသိများပါတယ်အမြင့်4488မီတာရှိပြီးတော့ခြုံထက်တဲ့ပိရမစ်ပုံစံရှိနေတဲ့ဒီထောင်ထိပ်ကကမ္ဘာပေါ်မှာအမှန်မိလွယ်ဆုံးတောင်တွေထဲကတစ်ခုဖြစ်ပါတယ် တိမ့်ပံပညာရှင်တွေရဲ့အဆိုအရတော့ဒီတောင်ကလွန်ခဲ့တဲ့နှစ်တန်းပေါင်း90ကနေ60လောက်ကလေးကစတင်ဖြစ်ပေါ်ခဲ့တာဖြစ်လို့အချိန်ကာလအရရောအရွယ်စားအရပါအေယာမာကြီးတစ်ခုပဲဖြစ်ပါတယ်။ဇာမတ်ကိုထူးခြားစေတာကတော့ရောက်ရောက်ချင်းခံစားရတဲ့ငိမ့်ချမ်းအေးများတဲ့လေတူပဲဖြစ်ပါတယ်။ဒီမျိုးငယ်လေးမှာတာမန်ကားတွေဝင်တာကိုပိတ်ပင်ထားတဲ့အတွက်တင်းငယ်တဲ့လျှက်စစ်တက္ကစီတန်းတွေနဲ့မြေထားတွေဦးတောင်မှာတွေ့မြင်ရပါလိမ့်မယ်။ ဒီမျိုးငယ်လေးကိုရောက်ဖို့ဆိုရင်တော့ဂျိုင်ဝမ်းတွေကြားတွေကနေဖြတ်သွားရတယ်ယထားနဲ့သွားရတာဖြစ်ပြီးတော့ဒါကလည်းစွန်စားကန်းရဲ့တစိ့တစ်ပိုင်းလိုခံစားရစီပါပဲနှင်းကိုမြင်လို့သူတွေအတွက်ကတော့ဒီနေရာကအကောင်းဆုံးလူတွေကတခုပါဥရောပတခွင်မှာအမြင့်ဆုံးစကိတ်ကစားတဲ့နေရာတခုဖြစ်ပြီးတော့အီတလီနိုင်ငံအထိဖြန့်ကျက်ထားတဲ့ဂုံးရှောတွေလည်းရှိနေပါတယ်နှင်းရှောစီးတဲ့သူတွေကဆွစ်ဇာလန်မှာနေတစ်ပိုင်းကိုစတင်ပြီးတော့ နေ့လယ်စာစားချိန်မှာအခြားနိုင်ငံတစ်ခုထဲကိုရောက်သွားနိုင်ပါတယ်။နှွေရာသီမှာဆိုရင်လည်းလမ်းလျှောက်တောင်တက်တာတွေပြုလုပ်နိုင်တာဖြစ်တဲ့အတွက်ဒီဒေတာကတစ်နှစ်ပတ်လုံးတပ်ဝင်လှူရှားနေပါတယ်။ဒီလိုမျိုးစိတ်လှူရှားစရာတွေကြီးပဲရှိတာတော့မဟုတ်ပါဘူး။အေးချမ်းတဲ့တောင်ကြားလေးတွေကိုရှောက်သွားလိုက်မယ်ဆိုရင်တော့တစ်သားအိမ်လေးတွေနှွေထွေးတဲ့ကော်ဖီဆန်လေးတွေနဲ့အလင်းရောင်လိုက်ပြောင်းလဲနေတဲ့ရှုခင်းတွေကိုတွေ့မြင်ရပါလိမ့်မယ်။ ဒါကအခြားဘယ်နေရာမှာမှမတွေ့နိုင်တဲ့သဘာဝအံ့ဖွယ်နဲ့တောင်ပေါ်ဒီသရဲ့ဆွဲဆောင်မှုတွေရောနောပေါင်းဆက်ထားတာပဲဖြစ်ပါတယ်။ဒါကတော့ရန်သက်ရှူမိုးဝဲဟာရှူခင်းနေရှိနေတဲ့ဆွစ်ဇာလန်နိုင်ငံကဇာမတ်မြို့လေးအကြောင်းအနှစ်ချုပ်ပဲဖြစ်ပါတယ်ခင်ဗျာ။